ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစ်ဒီနေ့မှာပရိသတ်များအားလုံးအတွက်တင်ဆက်ပေးသွားဖို့ရှိတာကတော့အိ္ဆာတရာမောင်ပုံနဲ့တပွဲရိုးရှင်နွားသခိုးများဇာတ်လမ်းဖြစ်ပါရခင်ဗျာဆိုအားလုံးပဲ ready ဖြစ်ရင်ဒီနေ့အစီအစဉ်လေးကိုစလိုက်ကြပါလို့ခင်ဗျာမောင်ပုံကကျုပ်တို့တရတော်ရွာကသူ့အိမ်ကပိုင်းတဲ့နွားတွေကိုကြောင်းတဲ့နွားကြောင်းသားတယောက်ကြက်ကမပြည့်ဘူးစကားပြောရင်အမြဲလိုတထစ်ထစ်ဒါပေမဲ့တချင်းဆိုရင်တော့ဖြောင်တန်းနေတတ်တာကလား အသက်အားဖြန့်တော့25ဝန်းကျင်ပေါ့လူကောင်းတော့ခန့်ညံ့ညံ့ခတ်တင်တင်မောင်မုံနဲ့ပတ်သက်ပြီးတော့ရွာထဲမှာပြောနေကြတဲ့စကားတရားလည်းရှိမောင်မုံကအဆောက်အအုံကြီးတယ်လေပြီးတော့အိဆာတရားလိုရင်လည်းပြည်တယ်လေဗျာဒါမဲ့သူရဲ့အိဆာတရားဆိုတာကမတော်မတရားကိစ္စတွေကိုတောင်းဆိုလို့တော့မရဘူးလို့သိရဒီเจ้าနေစီကအဖြစ်ပြတစ်ခုကိုနည်းနည်းလေးဖောက်တယ်ပြန်ချခြင်းနဲ့မောင်မုံဆန်နေသားရွယ်လောက်မှာမောင်မုံဖေကတညာလုံးအမောဖောက်ရာကမနှံစောကြီးဝီလီဝင်းလေးမှာမှရုတ်တရက်ကြီးထားလို့တတ်တာလားဒီလိုတော့ဒေါ်ထွေးကတညာလုံးပြုစုနေရတာမဟုတ်လို့ မနက်လင်းချိန်မှာထမင်းမချက်အားသည်အေးပြတ်မှုကြောင့်အေးရတဲ့မှာခဏလဲပြီးမေ့နေမိညာတော့လည်းထမင်းချမ်းကမကြံလီတော့အိုးထဲမှာဘာထမင်းမအောင်ရှိမနေခဲ့ဘူးရဲ့အဲ့ချိန်မှာဘွားရွာဦးကျောင်းမှာညာတော့ကသွားအေးရကနေဘိုက်ဆာဆာနဲ့ပြန်လာညာကသူ့ဖေဖြစ်ပြတ်ကိုသူမသိဘူးစိတ်ကသာမန်မဟုတ်တဲ့သူဆိုတော့မောင်ပုံဟာသူ့ဖေချမ်းမအေးကျောင်းကိုစေးပပောက်လည်းမတွေးနိုင်သူဘိုက်ဆာလာတာကိုပဲသူသိခဲ့လေအမေကျုပ်ဘိုက်ဘိုက်ဆာလို့အိုးမောင်ပုံဒီမဲ့မင်းဖေကတညာလုံးချမ်းမအေးမကောင်းဘူး အမောဖောင်နေလို့မနက်လေးမှတတ်တာလာအမေလည်းပြန်မန်းလို့နာမို့ခဏပြန်မေးနာတယ်ထမင်းဘာမချက်ရသေးဘူးရဲ့အိုးမေးရလေထမင်းဟင်းနေရှီရှီရတာနဲ့ကျုပ်ညာညာနေပြန်ပြီကျုပ်ကျုပ်နှံ့ရတယ်ဗျာအိုးအမေပြန်မန်းနေဆိုရင်နေပါကျုပ်ကျုပ်ပါတာပဲသွားကူးစားလိုက်မယ်မမောကပြောပြောဆိုဆိုမီးပိုစီလေးဝင်သွားတယ်အကြီးလေးကသားဖြစ်သူအိုးခုံကိုတွေ့ရင်ပြန်ထွက်လာမယ်ပဲအလွယ်ပဲတွေးထားလိုက်တောင်းကြတော့မောင်မောင်အိမ်မောပြန်တက်လာထမင်းမရှိဘူးဆိုတာသိပြီးတော့ပြန်တက်လာမယ်ဆိုတာသိနေပြီးသားမလို့ မေးဆက်နေရည်လေးမြတ်တောင်တောင်ဖွင့်မကြည့်မိအမေပင်ပန်းနေလို့ကျုပ်ညာဆိုတော့ကျုပ်တိတာပဲဒီမဒီမထမင်းနေဟင်းနေမောင်မုံစကားကြောင့်ရည်လေးမျက်လုံးဖွင့်ကြည့်မိမောင်မုံပကံထဲမှာထမင်းနေဟင်းတွေအပြည့်အငွေထောင်းတောင်းထားနေသေးအမေရောစားအောင်မလားယော့မောင်မုံကထမင်းတလုံးကိုတောင်ထိုးခွန်လာသေးတယ်တဲ့အရေးလေးကမောင်မုံတခြားအိမ်ကားများဝင်ပြီးတော့ခုခတ်လာသလားဆိုတွေးမိပြီးတော့မျက်လုံးတွေတောင်ပြူးကျဲသွားပြီးလဲနေရကထားလိုက်တာဒါရင်းမင်းဘယ်ကဝင်ခူးလာလဲ ဟမ်မိမိဖို့တဲရလေအိုးထဲမှာထမင်းတွေအပြည့်နဲ့ရောမေမေရကျုပ်လာလာညာနေသေးတယ်မောင်ဘောကလမ်းခွန်းနေရထမင်းလောက်ကိုပြန်ရောက်ပြီးတော့သူ့ပါးစပ်တွေသူပြန်ခွန်းလို့ဘလုံဘလောင်းနဲ့ပြောလာဒါနဲ့အကြီးလေးလည်းမတင်ငါဖြစ်ပြီးတော့ထမင်းမယ်ကြံလိုက်ပြီမဲ့မောင်ဘောကမေးလို့ရေရာဘာမှသိရမှာမဟုတ်တာကြောင့်ထပြီးတော့မိဖို့တဲကိုမဝင်မိသေးပဲအိမ်ရှိကိုထွက်ကနဘေးကဖိုးတင်းတို့အိမ်ကိုမောင်ဘုံထမင်းဟင်းတွေလာယူသေးလားလို့မေးမိဖိုးတင်းတို့ကမယူဘူးဆိုတော့နောက်တိုင်ကိုမေးပြန်တယ်အကြီးလေးလည်း၃၄ငါးရေးမေးပြီးတော့ မယူဆိုတာတည်ထားသွားတဲ့အတွက်အိမ်ကိုပြန်လာပြီးမိဖို့တဲကိုဝင်ကြည့်လိုက်တယ်။အိုးဖရားဖရားအကြီးလေးအလုံးမင်းအားသိပြီးတော့ဖရားတော်တားလိုက်မိ။ထမင်းဦးနဲ့ဟင်းဦးထဲမှာထမင်းတွေဟင်းတွေရှိနေတယ်။ဆံအောင်တည်ထားကြည့်တော့သူ့အိမ်ကဆံမဟုတ်ဘူး။ဟင်းကလည်းပိန်းနေသေးတဲ့အရွက်တချို့ကိုကြော်ချက်ထားတဲ့တတ်တတ်လို့ဟင်းအကြီးလေးဘယ်သူများဝင်တယ်ပြီးသွားလဲမသိဘူးဆိုပြီးမိဖို့ကိုကြည့်ပြန်တော့မိဖို့မှာမိမွေးတာလည်းရှိမနေပြန်ဘူး။အကြီးလေးတော့ကိုအံ့ဩမိရတယ်။အဖြေလဲရှာမရခဲ့ဘူး။နောက်များမှာတော့အဲ့လိုအဖြစ်ပြက်တွေက၄-၅ဆယ်ချိန်ရှိလာတဲ့ခါမှာတော့ အကြီးလေးတို့လင်မယားသူတို့သားမောင်မုံတယောက်အိစာတရားလိုရင်ပြည့်နေပြီဆိုတဲ့အကြောင်းကိုရေးရေးမြင်မိလားဒီတော့သူတို့စမ်းသပ်ကြည့်ကြပြန်နေဒီခါကျမောင်မုံတယောက်အမှန်တကယ်ကြီးလိုရင်ပြည့်နေတာသိလိုက်ကြတော့တယ်ဒါနဲ့အကြီးလေးတို့ကလူသားပြီပြီးမောင်ပုံကိုရွှေရင်ငွေတောင်းခိုင်းပါမောင်မုံကလည်းတောင်းမိပါတယ်ဒါမဲ့သူတစ်ပါးရဲ့ဆန္ဒကိုလျက်ကူးတာမဟုတ်လို့လားမသိအကြောင်းကတော့ထူးမလာခဲ့ပါဘူးဒါမဲ့မောင်ပုံကိုယ်တိုင်စိတ်ဆန္ဒစီးပွားပြည့်မဟုတ်ပဲဖြူစင်းနဲ့တောင်းဆိုတာတွေကတော့ဆက်လက်ဖြစ်ပေါ်နေသေးပဲပေါ့ဒီကနေစလို့မောင်ပုံကိုအိစာတရားမောင်ပုံရဲ့လို့ ရိုးရိပ်ရိပ်တတ်မှတ်ခဲ့ကြတာပေါ့အခုနှစ်ပိုင်းကိုကျုပ်တို့နေဘက်မှာနွားသခိုးတွေခြေရှုပ်လာဟိုရွာတော့ဘသူနွားပါသွားပြန်ပြီဒီရွာတော့ဘဲဝနွားပါသွားပြန်ပြီဆိုတဲ့သတင်းစကားတွေကကျုပ်တို့နားကိုနေ့စဉ်ဒီပါရောက်ရောက်လာနေတယ်ကြားတိုင်းလဲနွားနဲ့ဖက်ပြီးတော့ဖင်နဲ့ရှင်တပိတ်သားလောက်ဝင်မှဇောင်းဝင်နေရင်ဒီသုံးတန်လုံလောက်ကြရတဲ့ဘွားတို့တောင်သူလယ်သမားတွေအတွက်စိတ်မကောင်းဖြစ်ရမိနွားသခိုးတွေကကျုပ်တို့နေကခိုးတဲ့နွားတွေကိုချောပြီးလှပြီးတဘိုးကောင်းနေဆိုရင်တခြားနေကနွားပွဲစားဈေးမှာသွားရောင်းချတတ်ကြပြီးတော့ ပုံမှန်နွားသားမန်နွားတွေဆိုတော့ကိစ္စရှင်းအောင်တားတက်အသားဖြက်ရောင်းကြတာလို့ဆိုကြဒီလိုဆိုတော့ကျုပ်တို့မှလည်းအိမ်ကားရှိတဲ့နွားတစ်ရှင်းကိုပါမသွားရအောင်တေချာကယူဆိုင်နေကြတယ်ကျုပ်လိုပဲနွားပိုင်ရှင်တိုင်းမှလည်းစိုးရင်စေးတွေအသီးသီးနဲ့ရှိနေကြတာပေါ့ဒီအတွေ့တွေကကျုပ်နေလေပိုင်းအိမ်ရှိမှအပူခံအောင်လုပ်ထားတဲ့တငယ်ကနဖင်းထဲမှာရင်ွေးချမ်းတောင်းရင်းနဲ့ထိုင်တွေးနေတယ်ခုတော့ကျုပ်အများနဲ့တွေးနေမိတာဒီနွားသခုကိစ္စပဲအရင်ကဆိုရင်တော့အခုလိုနေလေပဲကနဖင်းထဲထိုင်ပြီဆိုလို့ရှိရင်တခြားအလုပ်ကြောင်းစီးပွားရေးကြောင်းနဲ့ လူမှုရေးအကြောင်းတွေကိုသာတွေးပြနေတာအခုတော့နွားသခိုးတွေပူနေတဲ့အတွက်ဒီအကြောင်းကိုတွေးနေမိတော့တာပဲကိုရောက်ပြီဟေးချန်ဝါခွန်တန်ကြောင့်ကြုတ်ကြည့်ပြီးတော့ရွာတောင်ပိုင်းအကျုပ်စီကိုအမြဲလာလေတဲ့တာဘောတယောက်အေးတာဘောလာလေကွာနေရပူနေတော့တာဘောကခမောက်ကိုခန့်ခန့်ခန့်စောင်းတာပုံမှန်လေဒီချိန်ဆိုဒီပုံနဲ့ဒီကောင်လာနေကြအခုလာရင်ကိုလည်းပုံမှန်လာခြင်းလို့ကြုတ်ထင်မိတာဗောတာဘောကကျုပ်ရှိကတန်းရမှာဝင်ထိုင်လာတယ် ီနေ့လဲသေးစိမ်တော့မှကြောက်ဝိုင်းရှိတယ်ပြောတယ်မင်းမသွားဘူးလားကျောက်ကရင်နှွေးပန်းကိုကမ်းပေးနဲ့မေးလိုက်မိတာဘောကခမောက်ကိုချုပ်ရင်နှွေးပန်းကိုထပ်ဆွဲယူပြီးတော့ရင်နှွေးငှဲ့တယ်ပြီးတော့ကျောက်ကိုကြည်လာပြီအစသွားမလို့ဗျာအခုတော့မသွားပြလိုက်ပါဘူးဗျာကျုံဝင်ပေးကဘာထူးတို့တင်းကုတ်ထဲကနွားကိုဟိုကောင်နေနေကင်းကြောင်တော်ဝင်ဆွဲသွားပြန်လို့ဗျာဟင်ကျုံမျက်လုံးတော်ပြူးသွားတယ်အခုတင်နွားသခိုးတွေကြောင်ကျုံတွေးနေတာအတွေးစားပြက်ကရှိသေးတယ်လေအိမ်နောက်တင်းကုတ်ကနေနေကင်းကြီးကိုလဲလားဟုတ်တယ်ဗျာနေကင်းကြီးအပြင် တင်းကိုထဲမှာအဘာထူးရဲ့မြေငတ်တက်လဲအိတ်နေတာအဲ့တော့ဘယ်ချင်းဘလို့များဝင်ဆွဲသွားတယ်မသိပါဘူးဒီကောင်လေးတော့ကိုအတင်းရဲလာပြီပဲကျုံမခန့်ကြီးမခန့်သာရေရွတ်မိတို့မဲ့ကျုံနေနဲ့လဲလုံနိုင်တာတွေဖြစ်တဲ့နွားသကူရံကနေလွတ်ဖို့ရညဘက်ရွာထဲကင်းလှတာတွေတော့လုတ်ခဲ့ကြဒါတော့မှဂျားတဲ့ကတရှင်းပါသွားဘူးလေသေးရဲ့အခုတော့နွားသကူတွေကနေလဲနေကင်းကြောင်တော်ကြီးတော်မှာခိုးယူလာခဲ့ဒီဖြစ်ဖက်ကြောင့်နေလဲဘတ်တော်မှာကင်းလှရမလို့ဖြစ်နေပြီဒါမှလည်းဘာတက်နိုင်မှာတော့လုံမှာဖြစ်မဲ့အရာဆိုရွာကဒုရီယာ ကာလာသားကောင်းဖြစ်တဲ့ကျုပ်ကြံပြုတဲ့အတိုင်းနေလေပတ်ပါကင်းလဲကြတော့ကင်းသမားတွေကမသိငါသူမှန်သမျှလူစိမ့်မှန်သမျှကိုမေးမြန်းစစ်ဆေးကြတာပေါ့နွားသခိုးတွေကရွာစဉ်လဲခိုးနေတာထင်ပါရဲ့နေရောညပါကင်းလဲတာတလားပြီတော့အเจ้าကထူးမလားဒီတော့ကင်းသမားတွေလည်းတဖြည်းဖြည်းယော်ရဲလာကြတရသားမနဲ့အစောမှာကျုပ်လေတဲ့ကိုသွားပြီးတော့ပစ္စည်းတချို့တည်ယူဖို့ဖြစ်လာဒါကြောင့်ထမင်းချန်းစားရေဝါတောက်ပြီးတော့ရင်ွေးဘူးလေးယူလို့ကျုပ်လဲကောက်ဖို့တင်းကုတ်ဘက်ကိုထွက်လာခဲ့ဟမ်တင်းကုတ်ထဲမှာကြုံသွားတဲ့ရှင်ကတကောင်းမှရှိမနေတော့ ကျုပ်လုံးမအားသင့်သွားရတင်းကုန်းစီမှာအိမ်ကလူတွေစိတ်မချလို့ကျုပ်ကိုယ်တိုင်အိတ်တာညာတော့နဲ့မနက်လေးနဲ့ဒီကျုပ်အိတ်ခဲ့တာအိမ်မော်တက်ချိန်ဆိုလို့မျက်နှာအသိပြီးထမင်းညာတက်စားချိန်လေးပဲရှိသေးတယ်ဒီချိန်ခဏတွဲမှာကျုပ်နွားတစ်ချင်းကတခိုးလက်ပါသွားခဲ့ပြီကျုပ်လုံးမဒေါသဖြစ်မိရချက်ချင်းပဲတင်းကုန်းနန်းစီကတဆီကိုယူလို့ခြေအားခံပြီးလိုက်တော့အိမ်နောက်ဘက်စီးဟိုးကနေချိုးပြီးတော့ထွက်သွားတာကိုသိလိုက်ရကျုပ်လည်းဘယ်သူမှမခေါ်နိုင်ဒေါသဖြစ်ဖြစ်နဲ့ဓာတ်လို့ကိုကြင့်နေအောင်ဆုပ်ပြီးတခိုးနောက်ကိုလိုက်ခြေအားချင်းချင်းလိုက်လိုက်နေရွာမြောက်ဘက်ထိတ်ကထန်းတော်စီကိုရောက်လာ န်တော်တဲ့အတိုင်းချီယာချေခင်းကြည့်ပြီးကြုတ်ထက်လိုက်လာဟာချီယာကဆုံးသွားပြီထမ်းမင်း၄၅ပင်ပြုံစုနေတဲ့နေရာလေးစီမှာချီယာတွေကဆုံးသွားခဲ့ပြီကြုတ်လဲအနီးဝင်းကျင်ကိုလိုက်ကြည့်တော့လက်လက်ဆက်ဆက်ပါချတာနောက်ချီပုံကိုတွေ့ဒီချိန်ပဲနွားမှလွန်မကြောင်းတက်သေးတော့ဒါကြုတ်နွားရဲ့ချီပုံကလွဲပြီးတော့ဘာဖြစ်နိုင်ဦးမှာလဲခဝေးမရောက်နိုင်သေးဘူးဆိုရယ်အသည့်နဲ့အနီးဝင်းကျင်ကိုကြုတ်ပြေးလွှားရှာမိဒါမှလည်းအောက်ခြေရှင်းနေတဲ့ထန်းတော်ကြီးထဲမှာကြုတ်တာတောင်မင်းမြောင်ပြီးပြေးခဲ့ရတာကြုတ်နွားတွေကိုတော့အရေးရောင်တော့မမြင်ခဲ့ရဘူး တပတ်လောက်ထိကျုပ်ထမင်းလည်းမစားနိုင်ရေလည်းမတောက်နိုင်ဖြစ်နေရတယ်။ကျုံသွားတွေကမျိုးကောင်းမျိုးတန့်လုံကြောကြီးတွေဆိုတော့ကျုံမှာနေရှိသွင်းနှမျောတတာဖြစ်နေမိ။အဲလိုတွေးမိတိုင်းကျုံမှာဒေါသတွေလည်းထွက်လာတာဗျ။ဘယ်နွားအောင်မှလည်းမကြည့်နိုင်ဘူး။မြင်မိရင်ကျုပ်ကောင်ကြီးလိုပဲသတိရနေမိတယ်လို့။ဒီကြားထဲမှာမှပြောအောင်မယ်။ဒီလောက်ထိကျုပ်ကောင်တွေတန်းထားမိနေပါတယ်ဆိုမှမနက်ကရွာထဲကိုဆေးဘောလေးဝယ်ထွက်တော့လမ်းမှာဥဖိုးပြရဲ့တားဖြစ်သူမောင်ဆိုးကြောင်းနဲ့နွားဆိုင်ကောင်အောင်နဲ့ဒိုးလာသေးတယ်။နွားရှင်ဥဖိုးပြလည်းကျုပ်လိုပဲနွားကောင်းမှကင်တတ်တယ်သူ။ အရင်အဆိုမောင်ဆိုးကြောင်းတာနမတွေလောက်ပဲခိုင်းနွားကြီးဒီမပါတတ်ဘူးခုတော့ဗျဥပိုးပြားရဲ့ခိုင်းနွားကြီးနှကောင်ဟာအလုတ်ခွင်နားထားလို့မထင်ပါနဲ့အိမ်မှာအစာကြောက်ကြီးပဲစားနေရလို့အလုံးထဲကြာမှလည်းစိုးတယ်ထင်ပါ့။နောက်ထဲမှာထဲပါလာခဲ့။ဒါမှမင်းတော့လေကျုပ်မှအနာပြာအထိမျက်လုံးနဲ့စားဝင်ရသလိုပါပဲ။ချက်ချင်းပဲမျက်ရည်တွေအောင်ရေဝိုင်းပြီးတော့ကျုပ်ကောင်ကြီးတွေကိုသတိရလာမိတော့တယ်။ကျုပ်မောင်ဆိုးရဲ့နွားကိုအမြန်ဆုံးဖြတ်တန်းပြီးတော့အိမ်စီကိုတုတ်ချေတင်မိခဲ့။အိမ်ကိုပြန်တော့ကျုပ်မေကမျက်နာမကောင်းတဲ့ကျုပ်ကိုသတိထားမိပြီးတော့မေးပါရဲ့ ကျုပ်ကလည်းအမှန်တိုင်းပြောပြကြည့်လိုက်တော့အမေကတန်ယုံစင်ဆိုတာလေလူရဲ့တရိတ်ဆန်ရင်မရှိပါဘူး။နောင်ပြီးရင်တော့ဖြတ်ဖို့ဆိုတာအပူမီးတွေကြအတော်လေးလောင်ခံရတာပဲ။음ဖိုးပြလို့လဲနော်။နွားတစ်ခုတည်းကဒီလောက်တောင်တောင်းညမ်းနေတာတော့။မောင်ဆိုးလေးကိုနွားချောင်းစီနိုင်သေးရဲ့။သူမို့မဆိုးမယွ။အိုးမေရဲ့ဘယ်မှာလဲဆိုးနေမလဲဗျာ။ဥပပြစီမှာနှလုံးမသက်နိုင်ရှိနေတာကို။အဲ့ဒီတဏ္ဍာကြလို့သူ့နွားဘူးသူမှမထီရဲဘူး။ကျုပ်အမေကိုပြန်ပြောလိုက်။ကျုပ်ပြောတယ်လို့ပဲဥပပြစီမှာမြို့ကဝင်းအောင်မေးကိုတိုင်းကြီးမြင့်ပေးထားတယ်။နှလုံးမသက်နိုင်ကြီးရှိတယ်။ ျုပ်တို့သားမီပြောလို့တော့မဆုံးသေးပါဘူး။ဝိုင်းရှိရနေဦးဖိုးပြားကြီးတယောက်နှလုံးပြူကြီးထမ်းပြီးတော့သူ့နွားအုံနောက်ကိုလိုက်သွားလေ။ဟောပြောရင်းဆိုရင်မှနွားအုံနောက်လိုက်သွားပါပြီဗျာ။ကျုပ်ကပြောလိုက်တော့အမေကရှိတယ်။ပြီးတော့နေလေသားတို့ကထမင်းချက်ဖို့မိဖို့စီကိုပြန်ဝင်သွား။ကျုပ်လည်းတဏီကုံကျုပ်ကောင်တွေသတိရနိုင်ပြီ။ဒါမဲ့မလုံမဖြစ်အလုပ်တွေကိုတော့ထားပြီးတော့လုပ်ရသေးတာပေါ့။ကျုံနဲ့ညနေဆောင်အချိန်ကျတော့ရွာထဲမှာအိုကြီးကျဲဆဲဆူဆန်တွေကြ။ကျုပ်ကနည်းနည်းတော့ဆက်ဆူတတ်တယ်လေ။ပြီးတော့ကျုပ်ကရွာမှာဒူးရကာလာသားကောင် တိုင်းနိုင်လူငယ်ခေါင်းဆောင်ဆိုလဲပါသိမ့်ပါတာမျိုးတွေလည်းရှိတတ်တာပေါ့ကျုပ်လမ်းပေါ်ထွက်ကြည့်လိုက်တဲ့ဥပိုးပြားတို့သားဖသူတို့နွားအုပ်ကြီးနဲ့လူရွာထဲပြန်ဝင်လာကြရင်းနဲ့အဖေပြတဲ့သူကသားပြသူကိုဆဲဆိုလာခဲ့တယ်ကျုပ်လည်းဘာဖြစ်တာလဲဆိုတာသိကျင်စိတ်နဲ့စောင့်နေနေနောက်အုပ်ကိုအမှန်မထင်ကြည့်လိုက်မိတော့လာလာဥပိုးပြားတသားသားလှုပ်ထားတဲ့နွားကြီးနှကောင်နွားအုပ်ထဲမှာပြန်ပါမလာတော့ဘူးခွေးမသားတွေကတလောက်လူဆောင်ပြီးနေတာတော့ဘယ်အချိန်ဝင်ခိုးသွားတယ်မသိလူရုပ်မသားတွေတင်းတို့ငှားလိုက်နဲ့တတ်ပြမယ်ဥပိုးပြားအော်ဟစ်ဆဲဆိုလာတာ ။ငါဆိုကတော့နဗီမှာခတ်ယူယူလေးပါပဲ။တို့သားဖာကြုံနောက်ရောက်တော့ဥပိုးပြကြုံနားမှာခြေဆုံရလိုက်ပြီ။ဟေးအောင်ဖေမင်းကောင်နေလို့ပဲငါကောင်နေလည်းပါသွားပြီကွာ။ဒီနွားတကူတွေငါလည်းနဲ့တတ်ပြလိုက်ဆန်းအောင်မယ်ကွာ။စိတ်ဒေါသကိုဖြေသလိုလိုရင်ဖွင့်သလိုလိုအတီပေးသလိုလိုပြောပြတာနဲ့ကြုတ်တောင်ပြန်ပြောချင်မရလိုက်ဘူး။ဥပိုးပြဆက်ပြီးတော့လှမ်းထွာသွားပါတော့တယ်။ဥပိုးပြစကားကြောင့်ထင်ကျုပ်စိတ်ထဲမှာလဲကြုံနွားနှကောင်ပြင်ဥပိုးပြရဲ့နွားကြောကြီးတွေကမှထပ်ပြီးတော့ခိုးယူသွားတဲ့နွားသခိုးတွေကိုကဘာမကြေဘူးရဲ့လို့ ျုံဝါမိခဲ့တယ်။ဒီနေ့တော့တဖက်ရွာအလူကိုသွားမှမလို့ကျုံမှာလေမနက်လေးခရက်ကနွားတွေကြောင်တွေးနေချိန်ကိုမရခဲ့ဘူး။ဝေစားအစ်စ်ပစိုးအစ်စ်ဖနှက်အစ်စ်စီးပြီးတော့ကျုပ်စပင်းလေးစီလူဖီလိန်တို့အိမ်ကနေထွက်ပြီးတော့လဲကြုံလိုက်စီးရမယ်။ကိုရွှေတို့အိမ်မက်ကိုထွက်ခဲ့လိုက်။ကျုပ်ဘာကြောင့်လဲကြုံလဲလိုက်လဲဆိုတော့ကျုံမှာလဲကောက်စရာနွားမှမရှိတော့တာ။လဲအင်ကြီးပဲကြံခဲ့တာကိုဒါကြောင့်သူများလှဲနေကတ်လိုက်ရတာ။ကျုပ်ကိုရွှေတို့နဲ့တဖက်ရွာအလူကိုရောက်ခဲ့ရ။အလူဝဲတိုးပြီးတော့လဲချက်ချင်းမပြန်ပြေသေးဘူးလေ။ ကျုပ်တို့တော့ရွာတလေးစွာကဒီလိုမျိုးတာရင်နိုင်ရှိမှသာလူစုံတက်ဆုံဖြစ်ကြတာဆိုတော့စုံနှုံးကြုံကိုက်နေတကားမိဆွေတွေဆွေမျိုးတွေနဲ့အာလာပါတာလာပါပြောကြဆိုကြအချင်းတွေကုံမှန်းတော့မသိတော့ပါဘူးကျုပ်လည်းအလှအဲခဏအောင်စားတော့ပြီးတော့ဝိုင်းရမထနိုင်သေးပဲစကားစမီပြောနေပြစ်တာတော့ရွာကိုပြန်ချိန်မှာမွန်လွဲနေပြီလက်ရကိုဆွေတို့အိမ်ဝိုင်းစီကိုဝင်တော့ကျုပ်ဝိုင်းနေသည့်မလိုက်ပဲအဝင်ဝါမှာခုံဆင်းလိုက်ပြီပြီးတော့အိမ်ဘက်ကိုတန်းပြန်လာလိုက်တော့အိမ်မှာလူသူရှင်းနေပြီးတော့အိမ်ဘက်ကိုတန်းပြန်လာလိုက်တော့လမ်းမှာလူသူရှင်းနေအောင်သတိထားလိုက်ပြီ ဒီပုံစံရွာထဲမှာတခုတော့ထူးနေပြီဆိုတာကျုပ်သိလိုက်တော့ဒါနဲ့မေးမြန်းမှုလူချင်းနဲ့ဆက်လျှောက်လာတော့လမ်းဆောင်တနေရာကနေနှလုံးမိတက်နေကြီးကာပြီးတော့ဒေါသတကြီးထွက်လာတယ်ဥပိုးပြားနဲ့ထိတ်တိုက်စုံတော့တယ်ဟေးအောင်ဖေဟိုကောင်နေမိပြီလေကွာလာတော့ကြည့်အောင်ဥပိုးပြားကျုပ်ကိုတွေးတော့ခြေလှမ်းတွေရက်ပြီးတော့ပြောလာဘယ်သူလဲလဲဦးလေးဗျာကျုပ်ကနားမလည်နိုင်ပဲမေးလိုက်တော့ဥပိုးပြားသူ့မူအတိုင်းပေါက်ဆက်ဆက်နဲ့ဟာဘယ်ကောင်နေမလဲဟာနွားသကိုးကောင်နေပေါ့ဗျာဒီကောင်နေမိဝိုင်းလားအေးမင်းမသိသေးဘူးလား ဟုတ်တယ်ကျုံမနှံစောကြီးကဂုံးကြီးအောင်လူလိုက်သွားတာခုမှပြန်အောင်တာဘာဖြစ်နေလဲကျုံလည်းဘာမှမသိရသေးဘူးအင်းခတ်တာပဲကွာလုံးပေါင်းပြဘလို့ကဘလို့မိွာအေးလောလောဆယ်တော့ဒါရီရှင်းပြဖို့ငါလည်းမအားဘူးဒီကောင်လေးတတ်ချင်တာပဲငါသိတယ်ကဲမင်းလိုက်ချင်လိုက်ခဲ့မလိုက်ချင်လည်းနေခဲ့ကွာဥပ္ပယကျုံကိုစိတ်မချတော့တဲ့ဘုံနဲ့အနာကနေလန်းထွက်သွားခဲ့ကျုံလည်းဘယ်နေသားမှတော့ချက်ချင်းပဲဥပ္ပယအနောက်ကနေအပြေးတစ်ပိုင်းလိုက်ခဲ့မိတော့တာပေါ့ရွာလူတွေအားလုံးတကြီးအိမ်စီမှာစုဝေးနေကြဒါကြောင့်လဲကျုပ်ပြန်လာရွာတဲ့လူမတွေ့တာ နွားတစ်ခုက၄ယောက်၄ယောက်ကို၂ယောက်စီခွဲပြီးတော့ထိတ်လုံးနှစ်ခုမှမျက်နှာချင်းဆိုင်ထားလို့မျှခတ်ထားလေအဲ့ထက်တစ်ယောက်ကတော့ပုံစံနည်းနည်းထူးသလိုအညိုအောင်ညင်းနေထေးထေးဝေစားကိုအထက်အောင်စင်လူဝစ်စင်ထားပြီးတော့ပုံစံအောင်လန်းစရာလို့ဘာလို့လို့နဲ့ကဲတခိုးတယ်ဒီနေမှာမင်းတို့လှုပ်ရှားနေတာတနေ့လုံးနေမေးရညမေးရနေသူတော်ဘာပြစီမှာအပူစားပြစားသုံးနေကောင်ဟမ်မင်းတို့ခုတော့မျက်ရည်ပူမိကြရပေါ့ကွာဟဟလားဥပ္ပိုးပြဒေါသကြီးနဲ့အန်ချိန်ပြောလို့တနတ်နဲ့ချိန်ထားတာဒါနဲ့ဥပ္ပိုးပြကို တကြီးနဲ့ကျုပ်ပါဝင်အားလုံးကမဖြစ်တင်တာမဖြစ်ဘူးဝိုင်းပြီးတော့ပြောကြ။နွားသကိုတွေကတော့ရုပ်သေးကြီးတွေနဲ့ကြောက်ကြီးတွေလိုငူငန်ငန်ကြီးတွေထိုင်နေကြ။ကျုပ်တို့ဝိုင်းဝန်းပြောတော့ဥဖိုးပြတနက်ကိုပြန်ရုပ်။ဒါပေမဲ့ဒေါသတော့အချိန်မသေးသေးတာမလို့အနီးကတယောက်ရဲ့ခေါင်းကိုလက်သီးနဲ့ထိုးချ။ကျုပ်တွေလည်းဆွဲရပြန်တာပဲ။ဥဖိုးပြထိုးချလိုက်တာကြောင့်ငူငူကြီးထိုင်နေနွားသကိုတယောက်လဲကျသွား။အဲ့တိုင်းပြန်ထမလား။တကြီးဒီကောင်လေးမယိုးဘူးဘလို့ဖြစ်တာလဲ။ဖမ်းမိတော့ဘလို့လဲဗျ။တတိထားမိတာကိုကျုပ်လည်းတမ်းမေးပြီးတော့တကြီးက အေးအောင်ဖေရေဒီနွားတခိုးတွေဘသူကဖမ်းမိတယ်ထင်တော့မသိဘူးလေဗျာဘသူဖမ်းမိတော့ကင်းသမားရေလားဟိုးဘယ်ရတာကွာမောင်ပုံးကွာမောင်ပုံးမင်းတို့ခေါ်ခေါ်နေကြတဲ့အိဆာတရားမောင်ပုံးကွာကျုံလဲလုံးမဲ့စိတ်ဝင်စားမိသွားကျုံလိုတန်တန်မမာလူတော်ဓာတ်လို့ကိုင်းပြီးတော့လိုက်တောင်လွတ်သွားတယ်နွားတခိုးတွေမောင်ပုံးနဲ့ကြမှာဘယ်ကဘလို့မိရတာမသိပါဘူးဂူလောလောဆယ်တော့တကြီးကဖမ်းထားတယ်နွားတခိုးတွေကိစ္စတဆိုင်စီဆက်ပြီးတော့ပို့ဖို့စီစဉ်နေရာတော့ကျုပ်တိကျင်စိတ်ကိုမျိုးသိမ့်ထားလိုက်ကိစ္စတွေအေးရင်တော့တိတဲ့သူကိုမေးရမယ်ပေါ့ မောင်မုံလာပြောလို့ဒီကောင်လေးကိုတုံ့တန်ကုန်းသားမှာမျက်စိကန်းနေသူတွေလို့စံတော်သွားနေတော့ကင်းဖွဲသွားပြီးတော့ဖမ်းလာတာကွာသူတို့နဲ့လူခိုးယူလာတဲ့နွားလေးကောင်လည်းတတ်တည်ပါလာခဲ့တယ်ကျုပ်တို့ညဘက်ကျနွားသခိုးတွေကိုကင်းဆောင်နေတဲ့စကားသမီးပြောနေကြရင်ကာလာသားကောင်ကိုုံကြီးကဖမ်းပြီးတဲ့ဖြစ်စဉ်ကိုပြောပြဘလို့ကြီးနေတုံးများနားမလဲတဲ့ကာလာသားငယ်တယောက်ကမေးတယ်အေးဘလို့လဲဆိုအမောင်ထဲမှာစံတော်ဝါဝါသွားနေသူတွေလို့ဖြစ်နေတာဟိုကောင်အညိုဝစ်ထားတဲ့ကောင်ဆိုလေးဘက်ကိုကြီးနေကွာအဲ့ဒါငါတို့လည်းသာလေးပဲဖမ်းလာလိုက်တာ ဒီရောက်တော့ခုလိုပဲထားလိုက်တာပေါ့မနေဂျာတော့သက်ဆိုင်ကိုသတင်းပို့ပြီးတော့ဒီကောင်လေးမျိုးကပ်ပို့ရမယ်အနည်းဆုံးတော့ထောင်တိုင်း9နှစ်လောက်ကြာမယ်ထင်တာပဲကိုအုံးညာပြောတယ်ကျောက်ကဒါနဲ့မောင်းပုံမလို့လာပြောတာကိုအုံးညာဘလို့လာပြောမလဲအောင်ဖေရဲ့နွားသခုတွေရွာပင်တုတ်တယ်မှာသွားဖမ်းကြည့်လို့ပဲပြောသွားတာပြီးတော့သူကနွားတွေတိမ်ပြန်ချသွားတာပဲကျောက်တော့လမ်းစာပျောက်ရပြီစက်တီဂျင်နာလေးမောင်းပုံသွားမေးလို့လည်းရနိုင်မယ်မထင်ဒီတော့ကျုံမေးစရာကိုတိုင်းကျုံခဲ့တဲ့နွားသခုတွေသာရှိတော့တယ်မနေ့ပြန်ကဂတ်စီပို့မှာဆိုတော့ကျုပ်တီလိုတဲ့အကြောင်းမေးနိုင်မှု ဒီညတော့ပဲနွားသကိုးတွေသတိရပါသေးကျုပ်စုတောင်းမရတော့တာပေါ့ကျုပ်စုတောင်းပြေးခဲ့ပါလေမနက်ဝေလီဝေလင်းလောက်မှနွားသကိုးတွေပုံမှန်သတိပြန်ကတ်လာကြသူတို့ကိုသူတို့ကြည့်ပြီးတော့လည်းအလုံးမအံ့အားသိနေကြအညောင်ဝစ်ထားတဲ့သူကိုလည်းကြံနေတော့ကွာအထိတ်တန့်နဲ့ဝိုင်းဝန်းပြီးတော့ဆက်ပေါင်းဆက်ပေါင်းဘလို့ဖြစ်တာလို့လို့ပေါင်းဆက်ပေါင်းလို့ပေါင်းဗျာကျုပ်ကျုပ်တို့ဘလို့ဘလို့ဖမ်းမိွားလေဝိုင်းဝန်းပြောပြီးမှဆရာပေါင်းဆွဲသူကခေါင်းကိုခါရမ်းတယ်ငါတို့အမားတော်ကထိလိုက်တာနဲ့အကုန်ရှည်ဆုံးမျောသွားပြီငါလည်းဘာမှမတတ်နိုင်တော့ တို့အားကိုးတဲ့သူစီကစကားကိုကြားတော့ကြားနဲ့နွားသခိုးတွေခေါင်းကိုင်းဆိုင်ကြငိန်ငုံကြကျုပ်လည်းတို့အခြေအနေကိုကြည့်ပြီးတော့တီးကျင်အောင်မေးမြန်းမှုကဂတ်တဲကိုပို့တဲ့လမ်းကြားမှာမေးမယ်လို့သာတွေးထားလိုက်ရတော့လေတို့နဲ့နောက်နေ့မနက်စောဂတ်တဲကအဖွဲတွေရောက်လာကြနောက်တော့မေးစာရှိတာနဲ့မေးစမ်းတက်သေးရရှားဖွေတယ်ကျုပ်တို့နွားတွေလည်းပြန်ပြီးတော့ရခဲ့ပါတယ်အားလုံးပြီးတဲ့နောက်မှာတော့နွားသခိုးတွေကိုတယောက်လဲစီးစီတင်ပြီးတော့ကာလာသားတွေဝန်းရံလို့ဂတ်စီကိုပို့ကြဒီတော့မှအခွင့်အဆောင်နဲ့ကျုပ်လည်းကျုပ်တို့လဲမှာပါလာတဲ့ကွန်းကြိုက်တဲ့နွားသခိုးစီယုံပြီး တည်ကျင်ပြီးတဲ့အကြောင်းစုံမေးမြန်းပြီးတော့တာပေါ့ကျုံနာမည်ကလှကြိုင်ပြကျုပ်ကထောင်ထဲကိုခိုးမှုနဲ့၃ချိန်လောက်ရောက်ဘူးလေနောက်ဆုံးချိန်ဝင်တော့ကျုပ်တို့တူရလူစုကြရင်ဆရာပေါင်းနဲ့ဆုံခဲ့တာဆရာပေါင်းကပညာရာနဲ့နေတဲ့သူပြောရရင်တော့သူလည်းတခိုးတယောက်ပဲဟောဗျာဒါပေမဲ့စိုးရမုံမျိုးအောင်ထားရလို့သိရတယ်တီထားတဲ့အတိုင်းကိုလည်းတခါတည်းမှာထောင်ဝါရာစီကလက်စုပ်ခိုးတာအခန်းထဲပိတ်လောင်ခံထားရပိုင်နဲ့ထောင်ပိုင်ကြီးအိမ်စီကိုဖောက်ထွင်းဝင်ပြတာစရာအီလိုမျိုးဆရာပေါင်းဘက်ကပညာရာပြတာလို့ကျုပ်တို့လက်တွေ့မြင်ခဲ့ကြရတယ် ကျုပ်တို့ဆရာတင်မိကြတာပေါ့ဒုနဲ့ကျုပ်တို့အားလုံးထောင်အားလွှင့်ဆရာပေါင်းနဲ့ပေါင်းစည်းပြီးတော့အလုပ်လုပ်ကြဖို့ဖြစ်လာခဲ့ကျုပ်ရဲ့မောင်သိန်းရဲ့ခေါင်းရည်ကအရင်ဆုံးထောင်အားထွက်ကြကျုပ်တို့မထွက်ခင်မှာဆရာပေါင်းကသူ့ပြင်မရောက်ခင်နောက်တစ်ချိန်ထောင်အောင်ပြန်ပြီးတော့ဝင်မလာဖို့မှားတယ်ကျုပ်တို့အပြင်ရောက်ပြီးတစ်နှစ်လောက်ကြာမှာတော့ဆရာပေါင်းလည်းလွတ်လာခဲ့အဲ့မှာကျုပ်တို့ပေါင်းမိကြတာပေါ့ဆရာပေါင်းကကျုပ်တို့ထဲမှာခေါင်းဆောင်နေဆရာပေါင်းကအရင်ကနွားခိုးတဲ့အလုပ်လုပ်ဘူးလေလို့ပြောတယ်ဟိုမျိုးမင်းမဲကြတဲ့အလုပ်တဲ့ဒါကြောင့်အခုလည်းအဲ့လုပ်ကိုပဲဆက်လုပ်မယ်တယ်ကျုပ်တို့လည်းဆရာပေါင်းကဥဆောင်လမ်းတိုင်းပဲကျုပ်တို့တွေကခေါင်းရည်ဇာတိဖြစ်တဲ့ဒီနေမှာ လာပြီးတော့အခုလိုကြက်စားကြတာပေါ့ဆရာပေါင်းကတပွဲရိုးစီမံသိပ်ကောင်းနေဗျကျုပ်တို့နွားခိုးမယ်ဆိုရင်ဆရာပေါင်းကတပွဲရိုးစီမံနဲ့အရင်ဆုံး तू မမ်းမှုစီရင်ပေးတာပထမဆုံးနွားခိုးတော့တော့နွားចောင်းသားနွားနာမှာကျုပ်တို့ရက်နေကြတော့တော့မမြင်နိုင်ဘူးကျုပ်တို့လွယ်ကူပဲခိုးလိုက်နိုင်တယ်ဆရာပေါင်းကလည်းပို့ပြီးတော့ထင်ကြီးမိတယ်လို့ကျုပ်တို့ကိုယ်တိုင်လည်းယုံကြည်ကြတဲ့တိုးရတာပေါ့ဒါနဲ့နောက်ပိုင်းကျတော့ကျုပ်တို့တွေနွားကိုရဲတွေမဲ့ခိုးကြတယ်ကျုပ်တို့ကအန်နေပူပန်စရာမရှိတော့နွားခိုးရမှာလဲချောပေးညှို့ပေးဆိုတဲ့နွားတွေပဲရွေးယူပြီးတော့ခိုးကြတာ နွားကူလာတိုင်းကပြောတာကြတော့အာကောင်လေး၆လာတဲ့ထဲမှာစကားကိုရက်တန့်လိုက်။ကျုပ်လည်းသူ့ကိုအလိုက်တိပဲရေဘူးကမ်းပေးလိုက်လို့ရေတောက်။ကွန်းတရာကျုပ်ထပ်ပြီးတော့ကမ်းပေးလိုက်။ကွန်းရဝါပြီးတော့လာကြံကကွန်ဖေခမရနွားကိုခိုးတော့ကဆိုရင်လေခမအိတ်နေတော့အိတ်ရနဘေးမှာကျုပ်လို့ရှိတယ်။ခမအိတ်ရမနိုးခင်မြနုမြနုနဲ့ခမအိမ်မက်တော်ရောင်းနေသေးတာ။ကျုပ်တော့နဘေးကလည်းရီးမိကြတယ်။ဟင်။ကျုပ်အာမေတိတ်တော်ပြုမိလေတဲ့။လာကြံဆက်ပြီးတော့ပြောတယ်။အစားခမမနိုးခင်နွားဆွဲပြီးတော့ထွက်မလို့ပဲ။ဒါပေမဲ့ခမအိတ်ရနိုးလာတယ်။ပြီးတော့ ခမားအိမ်ဘက်ကိုထွက်သွားပြီးတော့မျက်နှာသေးဘာသေးလုံနေကျုပ်တို့ထွက်ခဲ့ကြတာဒါဆိုခမားတို့ရှင်းနေပါနဲ့နဲ့ကျုပ်ကမမြင်ရတာပေါ့ဟုတ်လားဟုတ်ပါဗျာကျုပ်တော့အံ့ဩသွားတယ်ဘတ်နေဗျာတပွဲလိုစီမံဆိုတာအဲ့ဒီလောက်တော့စွန့်ရတယ်လားကျုပ်နှပေးမှာလူသုံးအောင်ရှိနေအောင်တော့ကျုပ်ကမမြင်နိုင်ဘူးလေဒါနဲ့ကောင်းပြီကျုပ်ကိုဆက်ဆူးတယ်တော့မထင်ပါနဲ့ဗျာမြနှုဆိုတာခမားမိမ့်မှာလားလာကြံမေးတော့ကျုပ်ကခေါင်းကိုခါရမ်းပြလိုက်။ဟာဘေးရတော့ဗျာကျုပ်ကလူပြိုကြီးဗျ။မြန်းနုဆိုတာတစ်ဖက်ထိန်မင်ရွာကျုပ်တစ်ဖက်သက်ချင်နေရတဲ့ကိုးနောင်ခိုင်မာလေးဗျ။ ကျုပ်စကားကြောင့်လှကြိုင်ထားပြီးတော့ရီးတယ်။အော်မသိပါဘူးဗျာကျုပ်ကခမားမိမထင်နေတာ။ကျုပ်ပြုံးလိုက်မိတယ်။ကျုပ်စိတ်လည်းလှကြိုင်ပြောတာဖြစ်ပါစေလို့တော့ကြိတ်ပြီးတော့ဆူတောင်းမိပါရဲ့။ကဲကိုလှကြိုင်ကျုပ်ဆက်မေးပြရစီအောင်။ဟုတ်ကဲ့။ကျုပ်ထန်းတော်လေးတွေရောက်တယ်ဗျာခမားတို့ကနွားတွေအေးအောင်မမြင်ရတော့ဘူးအဲ့ဒါဟော။ခမားရဲ့နဗိယထမ်းမြောင်မှာကျုပ်တို့ရှိနေပါတယ်ဗျာ။နွားတွေကိုလည်းဆရာပေါင်းကရေမှန်းနဲ့ပတ်ထားဆိုခမားမမြင်နိုင်ခဲ့တာ။ကျုပ်နွားတွေရမတွေ့ရချင်းအဖေကတော့တီးသွားပြီ။ဒါပေမဲ့မောင်ပုံအကြောင်းကျုပ်မသိရသေးဘူး။ ဒါနဲ့ခင်ဗျားတို့ကကိုပြောင်းနေပြီးတော့အခုဖမ်းခံလာကြတော့ဘလို့ဖြစ်သွားတော့ကျုပ်တို့လှုပ်ရှားတဲ့တရင်ကြီးလာတော့ခုနောက်ပိုင်းမှာနွားတွေရောင်းချဖို့အခက်လာတယ်ဝယ်သူကနွားခိုးလားဘာလားနောက်ပြီးတော့နွားရှင်တွေကနွားပွဲစည်းတွေထီကိုစင်းရှာလာကြတော့ကျုပ်တို့တစ်ခေါက်ခိုးတစ်ခေါက်ရောင်းလုံးရတာတိတ်အဆင်မပြေတော့ဘူးဒါကြောင့်နွားတွေအရင်ဆုံးခိုးထားပြီးတော့ဆုထားတာနောက်မှကျုပ်တို့လေးယောက်အစုခွဲပြီးတော့တခြားမျိုးတွေကနေနွားပွဲစည်းတွေမှာသွားရောင်းတာအခုလဲကျုပ်တို့ခိုးထားနွားတွေကပြေးလူနေပြီတရှင်းလောက်ပဲလူတော့တာအဲ့ဒီကကျုပ်တို့ခိုးရမယ့်နွားကိုရှာနေတော့တုတ်တန်သားမှာနွားတုတ်တွေ့ ငွားအုပ်ထဲမှာကျုပ်တို့လိုချင်တဲ့ခိုင်းနွားတရှင်းလည်းပါတယ်လေအဲ့ဒါကျုပ်တို့လူဝဲလူချိန်ကြည့်ရင်လည်းဇရက်ပေါ်တက်တော့ဇရက်ထဲမှာထိုင်းနဲ့နွားចောင်းသားကိုတွေ့ရတယ်စကားစမီစားကြည့်တော့နွားចောင်းသားကကြက်ပြေးပုံမပေါ်ဘူးဒါကြောင့်ကျုပ်တို့ကဆရာပေါင်းဒီခါတော့တပွဲတိုးစေးမလိုတော့ဘူးနွားចောင်းသားတို့ခုကြွေးပြီးတော့ချော့မော်ဆွဲသွားမယ်လို့ပြောကြတယ်ဆရာပေါင်းကလည်းသဘောတူတော့ကျုပ်တို့ဝယ်လာမယ်ရွေးနေနေကိုနွားចောင်းသားကိုကြွေးလိုက်ပြီးတော့ထပ်စားခြင်းဟိုဘနာကတိပိမာချိတ်ထားဆိုနွားចောင်းသားဆင်းသွားပြီးတော့သွားဖြုံနေတော့ကျုပ်တို့လူရောက်နွားကိုဆွဲပြီးတော့တုတ်တန်စီကထွက်တာမှာရုပ်တဲ့ပဝင်းကြီးတို့ခုလုံးမှောင်တိကျသွားတော့တာပဲ ဆရာမောင်ကလည်းဘာဖြစ်မှန်းမသိဘူးကျုပ်တို့လည်းအမောင်ထဲမှာလမ်းနေပြောက်ပြီးတော့ဆန်တော်သွားနေကြတော့မှရွာသားရဲ့ဖမ်းတာကိုခံလိုက်ကြတာဒါမဲ့ရွာသားရဲ့ဖမ်းလာတာကိုသာတီးကြတာကျုပ်တို့ပဝင်းကြီးကမှောင်ပိနေတုံးပဲမနဲ့လင်းမှာပဲကျုပ်တို့မျက်လုံးတွေပြင်ပြင်ကြတော့တာဗျာလာကြိုင်စကားကြောင့်ကျုပ်တော့အတွေးထပ်ပြီးတော့ပွားပြန်လေကျုပ်တွေးမိနေတာမောင်မုံတယောက်သူ့နွားတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးယူတဲ့နွားတစ်ခုတွေလက်ကွက်ကိုသူကိုယ်တိုင်ရိပ်မိသိရှိပြီးအခုလိုတုံ့ပြန်လိုက်လေတာလားဒါမှမဟုတ်သူ့ကိုစောင့်ရှောက်တဲ့အဆောင်ရှောက်တွေကပဲသူ့လိုလိုတုံ့ပြန်ထားလေလား တကယ်လို့သာဆရာပေါင်းနဲ့အလားကြိုင်တို့အားလုံးတပွဲတို့စီမံသုံးထားမယ်ဆိုရင်ကောဘာတွေဖြစ်ကုန်နိုင်မလဲအဖေကိုကြုံဆက်ပြီးတော့တည်ကျင်မိတယ်ဒါမှလည်းအဖေပြက်ကတော့ဒီတင်ပြီးပြီလေဓမ္မနီယာမယာဖြစ်ပြီးရင်ပြက်ဆိုတဲ့အဟောလိုပဲဖြစ်ပြီးရင်ပြက်ရိုးထုံးစံဆိုတာရှိရပါမယ်အခုဖြစ်ပြက်ခဲ့တာတွေကကြုံတဲ့တူနွားခိုးခံသူတိုင်းတော့ပျက်စီးဆုံးရှုံးမှုမရှိတော့နေကြရတယ်ဘာကြောင့်လဲဆိုတော့နွားသခိုးတွေကနွားတွေကိုစူဆောင်းနေတယ်ဖြစ်တာကြောင့်သက်ဆိုင်ကတတိကံမှတ်တမ်းတွေယူပြီးတဲ့အတွက်သူတို့စုထားစီကနေကျုပ်ရဲ့နွားတွေကိုပြန်ရခဲ့ကြပြီကျုပ်တော့ဝမ်းသာမိပါတယ် ဘာတော်မဲဆိုဆိုဒါတွေကမောင်မုတ်ကျေးဇူးကြောင့်ပဲမဟုတ်လားကျုပ်ကတော့လေကတ်တဲကိုသွားနေလဲကြီးပေါ်ကနေထိုင်လိုက်ရင်လေရင်းထဲကနေမောင်မုတ်ကျေးဇူးရှင်ကြီးကျေးဇူးရှင်ကြီးရဲ့လို့အကြိမ်ကြိမ်ခေါ်နေမိတော့တာပေါ့ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Ray Channel ကနေတင်ဆက်ပေးခဲ့တာကတော့အိစာတရားမောင်ပုံနဲ့တပွဲရိုးရှင်နွားတကူများဆိုရင်ဇာလန်းဖြစ်ပါတယ်ဆိုတော့နောက်နေ့များမှာလည်းဇာလန်းကောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြဖို့လေတပါးလေးဖိတ်ခေါ်ပါရစေ ီနေ့မှာစာဆုံးနားဆင်အားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲတင်ပါရခင်ဗျာအားလုံးပဲဘေးရန်နဲ့ကင်းကြပါစေခင်ဗျာကျွန်တော်အန်ခေမူပါ